င်္ဂလာပါရှင်ရှင်းလင်း channel သတင်းဌာနမှကြည်ညိုဆိုလိုက်ပါရစေ2025ခုနှစ်အောက်တိုဘာလ2ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းချက်တွေကတော့ Greeny နဲ့ Kyan Data မှာအကြံဖြစ်စစ်တဲ့ကြောင့်ကိုလာအတွင်အယတာတရားကျော်တည်ဆောင်ကြောင်းရင်းမြုပ်နေအာယူတောင်ရွာထိပ်ဝါချောင်းတောင်အုပ်တွင်ကင်းလာထုတ်တဲ့စစ်တပ်ဘက်မှတက်တာလီဦးကိုပြစ်ခတ်ရှင်းလင်းကြောင်းကမ်ဘလိုမြို့နေအုံတော်ရွာပြူစော်တီကင်းစကန်ကိုတက်ခိတ်သိမ်းပိမှုတွင် ပြိုစောတိနှဦးတည်ဆောင်ပြီး6ဦးအရှင်ဖမ်းမိတာလက်နက်ခွနဲ့လက်နက် KN များတိစီရရှိကြ။နံပါတ်2မြို့ပေါ်အမရှိရက်ွက်ပုံကြီးကျောင်းနဲ့လူနေရက်ွက်ပေါ်တို့စစ်တပ်ကလေရင်ဖြန့်ပုံကျဲမှုတွင်ပြည်သူ3ဦးတည်ဆောင်ပြီး10ဦးတန်ရာရရှိကမန္တုံမြို့ကိုလေစစ်တပ်ကလေကြောင်းတိုက်ခိုက်ကြ။ September 1လတလတီမှာမလေးရှားရောက်မြန်မာနိုင်ငံသား900ထက်မနည်းဖမ်းဆီးခြင်းခံရကြောင်းတို့ဖြစ်ပါရင်ရှင် ကိုရီနီနဲ့ကယန်းဒီတာမှာအကြံပစစ်တဲ့ကြောင့်ဂိုလာအတွင်အရက်သားတရားကြိုတည်ဆုံတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။အကြံပစစ်တဲ့ရဲ့လူအခွင့်ရေးချိုးဖောက်မှုနဲ့အကြံဖက်မှုတွေကြောင့် ဂရင်းနီပီနဲ့ကယန်းဒေသမှာ2025ခုနှစ်ကိုလအတွင်းအယက်သားတရတစီဦးတည်ဆုံးခဲ့တယ်လို့တူးတက်တဲ့ဂရင်းနီပီတူအင်အားစု PKPF ကယမနီထုတ်ပြန်လိုက်ပါတယ်။အာနာသိန်းအကြံဖက်စစ်တပ်ဟာဂရင်းနီပီလေနဲ့ကယန်းဒေသကိုရခုနှစ်အတွင်းလေကြောင်းတိုက်ခိုက်မှု328ကြိမ်ပြုလုပ်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီး drone အပါအဝင်အကြံဖက်မှုတွေကြောင့်2025ခုနှစ် ဇန်နဝါရီလ၁ရက်နေ့ကနေစက်တင်ဘာလ30ရက်နေ့အထိအယက်သား၁၁၀ဦးတည်ဆုံခဲ့ရတယ်လို့ဆိုပါရယ်။ဒါအပြင်လည်းအိမ်နဲ့အဆောက်အုံ 324လုံး၊ဘာသာရေးဆောက်အုံ9လုံး၊ဈေးရုံနဲ့စေခံ3ခု၊စက်တင်ကြောင်း၄လုံးပြည့်စည်ခဲ့တယ်လို့ဖော်ပြထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိ၄နှစ်ကျော်အတွင်းမှာကိုရီးယားပြည်နယ်နဲ့ကယန်းဒေသအတွင်းအကြံဖက်စစ်တပ်ရဲ့အကြံဖက်မှုတွေကြောင့်အယက်သား820ဦးသေဆုံးခဲ့ရတယ်လို့ PKPF ကထုတ်ပြန်ထားကြောင်းသိရှိရပါတယ်ရှင်။ ရင်းမြုပ်နေအာယူတောင်ရွာထိပ်ဝါကျောင်းတောင်အုပ်တွင်ရင်းလာထုတ်တဲ့စစ်တပ်ဘက်မှတပ်သားလေးဦးကိုဖြစ်ခဲ့ရှင်းနေခဲ့တဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။မွန်ပြည်နယ်ရင်းမြုပ်နေအာယူတောင်ရွာထိပ်ဝါကျောင်းတောင်အုပ်တွင် ွင့်ကင်းလာထုတ်တဲ့အကြံဖက်စစ်သားနဲ့အပေါင်းပါလီဦးတို့ကိုပြစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့အောက်တိုဘာလ၁ရက်နေ့ညနေပိုင်းအကြံဖက်စစ်ကြောင်းရဲ့ရှိပီးကင်းထောက်လာတဲ့တက်သားလီဦးကိုပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးအကြံဖက်စစ်အုပ်စုနဲ့လည်းတိတ်ပွေးဖြစ်ပွားခဲ့ကြောင်းအဆိုပါအကြံဖက်စစ်တရဲစစ်ကြောင်းဟာ DKPA အဖွဲ့နဲ့ပူးပေါင်းကာစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းရေးဘလူတပ်ဖွဲ့ရဲ့ကောင်းဆောင်ကပြောကြားထားပါတယ်။ရေးဘလူတပ်ဖွဲ့ရဲ့တည်ရင်မှုကကျွန်တော် ံနဲ့သူတို့ point ချထားတဲ့လေယောက်နဲ့တို့တော့ point ချထားတဲ့လေယောက်တော့အမှားပဲပွေးချင်းပြီးပြန်နိုင်ခဲ့တယ်ဒါပေမဲ့တနေတော့မကောက်နိုင်ခဲ့ဘူးကျွန်တော်တို့ကပြောက်ကြားကစားတာဆိုတော့သူတို့ဘက်ကအင်အားများတယ်40ကျော်50ဝန်းကျင်လောက်တော့ရှိပါမယ်တိတ်ဝေးဖြစ်တဲ့နေရာကတော့အာယူတောင်ရွာထိပ်ပုံကြီးကျောင်းဝါကျောင်းတောင်ပေါ်အမှားဖြစ်တယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတိအကျပြောကြားထားပါတယ်။အာယူတောင်ရွာထဲဝါကျောင်းတောင်အောက်ဟာ အကြံဖက်စစ်သားများနဲ့ရီးပလိုအဖွဲ့တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာဖြစ်ကြောင်းအကြံဖက်စစ်တပ်ကစစ်ကြောင်းများထိုးရာတွင် DKBA အဖွဲ့နဲ့ပူးပေါင်းကစစ်ကြောင်းထိုးလေးရှိပြီး DKBA အဖွဲ့ဟာအကြံဖက်စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကြံဖက်စစ်တပ်နဲ့ပူးပေါင်း၍အကြံဖက်လုံရက်များကိုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ် DKBA ဓမ္မစကြာ ဘက်တဇိတ်စစ်ကောင်စီနဲ့ပေါင်းနဲ့ကောင်နဲ့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ထူတယ်သူတို့ဘက်ကဒီဓမ္မစက်ကြားဘက်တဇိတ် DKPA ကစစ်ကောင်စီနဲ့ပေါင်းနေတာအာနာသိမ့်ပြီးကလေးကနောက်ပိုင်းမှာပေါင်းပြီးတော့သူတို့ကလှုပ်ဆောင်နေတလေဆိုတော့တချို့ကရင်ဂျေးရွာတွေမှာဆိုလို့ရှိရင်ကရင်ဒေသဂျေးရွာမှာသူတို့ကပူပြီးလမ်းကျွမ်းတယ်လမ်းကျွမ်းတော့စစ်ကောင်စီကနေမရှင်လင်းမှုတွေပြုလုပ်တဲ့အချိန်မှာသူတို့ကိုပြန်ပြီးတော့အုံချတယ် စစ်ကောင်စီကသူတို့ကိုဂိတ်တွေလုတ်ပိုင်ခွင့်တွေမိထောင်စုလမ်းမကြီးပေါ်မှာအခွန်အခောက်တွေကောက်ဖို့အတွက်လုတ်ပိုင်ခွင့်တွေစစ်ကောင်စီကပြန်ပေးတယ်။ဒီကောင်တွေကတော့ကျန်ခံနေတာပေါ့စစ်ကောင်စီမှာလို့ရင်းဘလူတပ်ဖွဲ့တည်ရင်မှုကဆက်လက်ပြောဆိုထားပါတယ်။ရင်းဘလူအဖွဲ့ရဲ့ရှင်လင်းခံလက်ရတဲ့အကြံဖက်စစ်တပ်ဘက်မှပွင့်ထုတ်သူ၄ဦးတွင်အကြံဖက်စစ်သားများအပြင် DKPA တပ်ဖွဲ့ဝင်များလည်းပါဝင်နိုင်ကြောင်းရင်းဘလူအဖွဲ့ထံမှစုံစမ်းသိရှိရပါတယ်ရှင်။ ကမ်ဘလိုမြို့နယ်အုံတိုရွာပြူစောတီကင်းစခန်းကိုတက်ခိတ်သိမ်းပိုင်မှုတွင်ပြူစောတီနှုတ်ဦးတည်ဆုံးပြီး6ဦးအရှင်ဖမ်းမိကလက်နက်ခုနှစ်လက်နက်ခေရန်များတင်စီရရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းကမ်ပလူမြို့နယ်အုံတုံရွာပြူစောတီကင်းစခန်းကိုတက်ခိုက်သိမ်းပိုက်ခဲ့ရာပြူစောတီနှစ်ဦးသေဆုံးပြီး6ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။ယမနေ့အောက်တိုဘာလ10ရက်နေ့မြန်မာစေနာရေးဝန်ကျင်ကကမ်ပလူမြို့နယ်ထန်ကုန်နဲ့ဒန်းပင်ရွာကြားရှိအုံတော်ရွာပြူစောတီကင်းစခန်းအားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှအလက်အငယ် ရက်တပြက်ပျောက်ကြားစီစနစ်ဖြင့်ဝင်ရောက်တက်ခဲ့ခဲ့ရာပြူစောချင်းအုပ်တည်ဆောင်ပြီး6ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။အုံတိုကျေးရွာမှာပြူစောချင်းများဟာပြူစောတီတောင်းဆောင်ရဲ့လက်အောက်ခံများဖြစ်ပြီး ဝတာဝကိုတိုင်လက်နက်တက်စင်စစ်တင်တန်းပေးထားသူများဖြစ်ကြောင်းကမ်ဘလုခရိုင်အမှတ်3 PDF တရင်မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ကမ်ဘလုခရိုင်အမှတ်3 PDF တရင်မှတာဝန်ရှိသူကဖန်ဆီးရရှိတဲ့ပြူစောထီတွေကိုစစ်တုံးပန်းဥပဒေအတိုင်းအရေးယူဆောင်ရွက်မှာပါ။ဖန်မီတဲ့သူတွေကလည်းဝတာဝကတင်တန်းပို့ချပြီးလက်နက်တက်စင်ထားတဲ့အဖွဲ့ဟုရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတီးပြောပြောဆိုထားပါတယ်။အုံတော်ချေးရွာဟာပြူစောထီများနဲ့စစ် ချက်ကအခိုင်အမာတက်စကန်ဆုပ်လုပ်ထားတဲ့နေရာစခန်းကြီးတစ်ခုဖြစ်ပြီးတို့လိုင်းကြီးတက်များနဲ့ပြည်သူများကိုနီလန်းမျိုးစုံဖြင့်အနှောက်ယှက်ပေးခြင်းဖန်စီခြင်းလက်နက်ကြီးများဖြင့်တိုက်ခတ်ခြင်းများလှုပ်ဆောင်နေတဲ့စစ်စခန်းတစ်ခုဖြစ်ကြောင်းသိရှိရပါတယ်။အုံတော်ရွာကပြူစောတီကောင်းဆောင်ဝါတာဝရဲ့လူတွေအကြီးကကြီးစိုးနေတဲ့နေရာအခုတိန်းနာကကင်းစခန်းကိုတိန်းနာပါရွာကိုတော့တိန်းဖို့အများကြီးပြင်ဆင်ရမယ်။နောက်ပြီးတော့အုံတော်ရွာမှာကအမှတ် 63ရက်305တင်ကားတက်ရင်လေးရှိနေတယ်။စုစည်းညီမမှုနဲ့တက်ခဲ့ရင်အောင်နိုင်တယ်ဆိုတာတက်တည်လေးဖြစ်တဲ့ရှေးရှောက်အောင်ပွဲတွေလာအောင်ပါပါ။ပြည်သူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားနဲ့ရှိစေကြမယ်ဆိုတာပြောချင်တယ်လို့တက်ခဲ့ရေးတွင်ပါဝင်ခဲ့တဲ့တော်လှန်ရေးရဲဘော်တို့ကပြောဆိုထားပါတယ်။ဒါပြန်ပြောဆိုထင်းများကိုင်ဆောင်အသုံးပြုထားတဲ့ G3 အမျိုးအစားတနက်3နဲ့ကပိုင်းအမျိုးအစားတနက်2နဲ့ ပြောင်းချောတဲ့နယ်နှလက်နဲ့ KNPC အချို့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကံဘလုခရိုင်ဘာကဖထုတ်ရှားရေးတည်ရင်ကံဘလုခရိုင်အမှတ်3 PDF တည်ရင်နဲ့နေမေခံဘာကဖများမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးခဲမရှိပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ နမတူမြို့ပေါ်အမရှိရက်ွက်ပုံကြီးကြောင်းနဲ့လူနေရက်ွက်ပေါ်တုံးစစ်တက်ကလေရင်ဖြန့်ပုံကြီးမှုရင်ပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိတာမန္တုံမြို့ကိုလေစစ်တက်ကလေကြောင်းတက်ခဲ့ခဲ့တဲ့တရင်ကိုလေဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ကတင်ပိတ်ထားတဲ့နမတူမြို့ပေါ်အမရှိရက်ွက်ပုံကြီးကြောင်းနဲ့လူနေရက်ွက်ပေါ်တုံးစစ်တက်ကလေရင်ဖြန့်ပုံကြီးချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။ ယနေ့အောက်တိုဘာလ2ရက်နေ့နာမည်9နာရီ23မိနစ်အချိန်ဝန်းကျင်စစ်တပ်ကနမတူမြို့နယ်အမတ်ရှိရက်ွက်ပုံပါယုံပုံကြီးချောင်းအနီးနဲ့လူနေရက်ွက်ပေါ်တော့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပုံကြီးချခဲ့ကြောင်းပုံကြီးမှုကြောင့်ပြည်သူ၃ဦးပွေချင်ပြီးတေဆုံသွားခဲ့ပြီးကလေးငယ်များအပါအဝင်ပြည်သူ၈ဦးမှာတရားများရရှိခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ် နမတူမျိုးမှဒေသခံပြည်သူတို့ကဒါကနမတူမျိုးပေါ်ကိုပထမဆုံးပုံကြည့်ချတာပါဂျေးတာကတော့တိတ်လေးလေးနဲ့ဂျေးသွားတာပေါင်900ပုံလို့ထင်ပါတယ်ပောက်ကွေးမှုရောပောက်ကွေးတိုင်ရောအရင်ကြမ်းတမ်းနေလောလောဆယ်ရောတုံးဦးကတော့ပွေချင်းပြီးသေးဆုံးတယ်တန်ရရတာတွေမှာလည်းတန်ရပြင်းထန်ပါတယ်နေအိမ်ရှစ်လုံးပြည့်စည်ပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတူပြုပြောဆိုကြပါတယ်ဒါအပြင်စစ်တပ်ကမန္တုံမျိုးရှိရခင်စစ်ကောင်စီရဲ့ခလာရ ၁၃၀တည်ရင်ပေါ်တော့စစ်တပ်ကလေရင်ဖြင့်ပုံကြီးချသွားခဲ့ကြောင်းလက်တလောပုံကြီးချမှုကြောင့်ထိခိုက်ဒေဆုံးမှုတရင်အခြေအနေမသိရှိရတဲ့ကြောင်း TNLA တရင်ဂျင်းမြစ်တစ်ခုထံမှသိရှိရပါတယ်။ TNLA ရဲ့ထုတ်ပြန်ချက်တွင်မှယနေ့လနက်9:23နာရီ23မိနစ်အချိန်နှမတူနဲ့မန်တုံမြို့တွင်စစ်ကောင်စီတပ်ကတိုက်လေရင်ဖြင့်ပုံများလာရောက်ကြီးချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နောက်ဆက်တွဲကြည့်ခဲ့ဖြစ်စီမှုများကိုဆက်လက်တင်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ September လတလကြီးမှာမလေးရှားရောက်မြန်မာနိုင်ငံသား900ထက်မနည်းဖမ်းဆီးချင်းခံရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ PKR September လတလအတွင်းမလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသား900တဦး ထက်မနေဖန်ဆီးခံရတယ်လို့မလေးရှားမြန်မာလူမှုရေးအသင်းအဖွဲ့မလေးရှားမြန်မာ Association MMA ကယမနေ့အောက်တိုဘာလ၁ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။အဆိုပါဖန်ဆီးခြင်းခံရတဲ့သူတွေဟာမလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနမှလုပ်ငန်းခွင်အတွင်းနဲ့နိုင်ငံသားများတိုင်ကြားမှုကြောင့်ဖန်ဆီးထားတဲ့စည်ရင်းများဖြစ်တယ်လို့ဆိုပါတယ်။ September 1ရက်နေ့အတွင်းမလေးရှားတနင်္ဂနွေလုံးအတိုင်းအတာဖြင့်နိုင်ငံခြားသား 2963ဦးဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီးသူတို့အနက်900တဦးကမြန်မာနိုင်ငံသားများဖြစ်ကြတယ်လို့ဆိုကအဆိုပါစည်ရင်ဟာလည်း MMA အနေနဲ့လက်လမ်းမူတလောက်ဆူဆောင်းထားတာဖြစ်ပြီးဒီထက်လည်းပိုများနိုင်တယ်လို့ဆိုပါတယ်အဖမ်းဆီးခံရချိန်မှာအခက်အခဲရောက်နေသူများတရားရုံးရင်ဆိုင်နေရသူများရှင်းနေအခက်အခဲရှိသူများထံဝင်စာတွားတွေ့ရန်အခက်အခဲရှိနေသူမျာ လူဝင်မှုကြီးကြပ်ရေးကန့်လူတွေ့ချင်သူများအနေနဲ့အကူအညီတောင်းခံနိုင်ကြောင်း MMA ကအတည်ပြုထားပါတယ်။လက်ရှိချိန်မှာမလေးရှားဆိုရာကပြုတ်ပြင်ကြောင်းလေးကြီးလုပ်ငန်းစဉ်တစ်ခုအနေနဲ့ PTY ဝင်ကြီးဌာန KTN မှမလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန GIMR တနိုင်ငံလုံးရှိနိုင်ငံခြားသားများစုဝေးနေထိုင်ကြတဲ့အကြီးကနေရာ 124နေရာအားဖို့ထုတ်ကစနစ်တကျရှင်းလင်းနိုင်ရေးအတွက်စီမံဆောင်ရွက်နေပြီဖြစ်ကြောင်းကြေညာချက်တစ်ခုထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်။ဖန်ဆီးခံရတဲ့နိုင်ငံသားများအား ၎င်းတို့ရဲ့တက်ဆိုင်ရာတန်ယုံများနဲ့ပူပေါင်းပြီးနေရပြန်ဖို့ရန်အတွက်လူဝင်မှုကြီးကြပ်ရေးစခန်းများတွင်ယာယီထရှိသွားမယ်လို့သိရှိရပါတယ်။ဒါကြောင့်မလေးရှားနိုင်ငံမှာခေတ္တကူးလွန်နေကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့အလို့များတွင်တတိကြီးစွာနေထိုင်လောက်ကိုင်းစားတော့ကြရန် MMA ကအထူးတတိပေးတိုက်တွန်းထားကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်တရင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပေးရနာတော့ပါမယ်ရှင်။ ရှင်လင်းချန်နယ်သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမှာရှင်လန်းနိုင်ကြပါစေရှင်